ရာသပတိနေဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရန်တိုက်ခံများမယ်မတော်တဆထိခိုက်ဝင်နေဖြစ်တတ်တယ်လူယုံဒုက္ခပေတတ်တယ်မူလစီစဉ်နာနဲ့လက်တွေ့ကွာဟမယ်လံခုလံပြတ်တတိထားပါရင်ကားနဲ့ပတ်သက်တဲ့အန္တရာယ်ဖြစ်တတ်တယ်နောက်တပါးသူကြောင့် မိမိစိတ်ဆန္ဒလိုလားချက်တွေကောင်းတယ်ဖော်တဲ့အခါမှာခက်ခဲခြင်းနှောင့်နှေးသွားခြင်းတွေရှိတတ်တယ်အထူးသဖြင့်မိတ်ဆွေရင်းတွေကိုဒုက္ခပေးတတ်တော့သတိထားရမယ်တရနေ့မှာ မတော်စရာနေကြည့်ဆက်ရမယ်အနောက်ရက်ကုန်တည်သွားစရာနေရှိတတ်တယ်နေကတနိုင်ခွဲနဲ့သုံးနိုင်အတွင်းမှာသွားလာကြည့်ဆက်ရမယ်ညံများတဲ့နေ့ပဲ23ရက်နေ့ကတော့ထူးခြားစွာကောင်းခြင်းကံတွေကျိုးပေးခြင်းကံတွေရှိတယ်24ရက်နေ့မှာရပိုင်ခွင့်တွေပြန်ရခြင်း အကျိုးပေးခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်25ရက်နေ့မှာအလုံးစုံကောင်းခြင်းကံတွေတိုးတက်ခြင်းတွေရှိတယ်ရာရာဆင်းပြေမယ်26ရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်ပြီးဘဝတိုးတက်ခြင်းနဲ့ကံကောင်းခြင်းကိုကြော်မယ်29ရက်နေ့မှာတော့ရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်28ရက်နေ့မှာမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရတဲ့တဲ့စိတ်ချမ်းမြေ့သာစရာတွေကြုံမယ်ရာရာဆင်းပြေမယ်29ရက်နေ့မှာခရီးကံကောင်းမယ်လူမျိုးွဲအကျိုးပေးမယ်30ရက်နေ့မှာ ရပိုင်권တွေလက်ဝယ်ပြန်လည်ရရှိခြင်းနဲ့တိုးတက်ခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာ22ရက်နေ့24ရက်နေ့25ရက်နေ့28ရက်နေ့တွေမှာကောင်းစေမင်္ဂလာရက်ကောင်းနေဖြစ်ပြီးအဲ့ဒီနေ့မှာကောင်းစေကောင်းချောပြုရင်တူတူကြကြကောင်းခြင်းကံကြမ္မာတွေကိုရရှိနိုင်ပါတယ်တိုက်တိုက်ဆိုင်ဆိုင်မဲ့ဒီ26 29နှစ်ရက်ဆက်တိုက်တော်မှာဒနာတိတိနက္ခဆန်းရှင်တော်အဲ့ဒီကာလတွေမှာ မြင့်မြတ်တဲ့ငွေကြေးကိစ္စလက်လာပါကိစ္စတွေအတွက်ဆောင်ရွက်တဲ့အစီအစဉ်တွေလုပ်ရန်အတွက်လည်းအခါကျရောက်ပါတယ်ဒီတပတ်တော်ကာလအတွင်းဂျာသာပတိနေ့သောကြာနေ့ဇနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်၃၆ခုကနန်းနေချိုးပေးတယ်အနီရောင်အပြာရောင်ပန်းရောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါအနီရောင်ပန်းဝင်လေးတွေဖျားကတ်လူပြီးလောရဆူတောင်းမှာဆူတောင်းပြပါလိမ့်မယ်ယေရှုတေ